ွယ်ပြီးအနာဂတ်ကိုတည်ဆောက်တဲ့အခါတော်သေးရဲ့သမီးပြီးရင်ရွှေစင်ရနာဆိုင်ကြီးကိုဒီပြချင်ရှင်နေရလေအခုအန်တီရောရေရနာလေးတို့ပေါ့နော်ပို့ပြီးတော့ပေါ်လွင်အောင်ပေါ့သူတို့လေးတွေဝစ်ပြတဲ့ခါကျတော့အန်တီရောရေရနာလေးတွေကအားလုံးလည်းတည်သွားပြီးဒီဇိုင်းလေးရတွေကလည်းအရင်ပေါ်နေတဲ့အတွက်သူတို့အရင်လည်းကျေးဇူးတင်နေအန်တီကတယောက်ချင်းစီပေါ့နော် Where be a man? ကောင်တာကတော့လူတွေနဲ့ပြင်းနေတော့တိတ်မမြင်ရဘူးပေါ့။နော်မ။ဟာလေတီးစီစီမလာပြည့်အဒီနွေတကယ်ချင်းနေဆိုရင်လည်းအကောင်လုံးတော့ဝတ်ထားပစိတ်တွေလည်းရမ်း။အဲရမ်းလာ။ဒီ website တွေပဲတဲ့အကောင်။ဒီကပစ္စည်းတွေ။အော်ဘိုင်းရမ်းလာ။ပြီးတော့ဒီဟာလေးလည်းဝယ်သွားပြီ။ဟုတ်ကဲ့။ဝယ်သွားပြီလားအဲ့လိုကြားဟုတ်တယ်ခွေးဝါတယ်ဆိုလည်းဝယ်သွားဒီနေ့စိတ်စိတ်တို့ရောင်းရစိတ်တို့အမန်းလေးမျိုးကြီးမှအတူတို့နှစ်ပေါင်း30တန်းတို့ခိုင်ခိုင်မာမာနဲ့ ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်အောင်ရက်တည်နိုင်အောင်လူနိုင်တန်းနိုင်အောင်လို့အားပေးတဲ့မိတ်ဆွေတူတယောက်ချင်းစီတိုင်းကိုအန်ဒီတို့ဝတ်သားရင်သမီးတီတီရွှေစီမိသားစုကနေပြီးတော့သူပဲကျေးဇူးတင်ပါတယ်ဟာဟုတ်တယ်ရုံးလူတွေမို့ရဲ့ဟိုဆွဲထားတဲ့ဆွဲကျိုးလေးရဲ့အဲငကယ်လေးရဲ့အခုဒီပွဲမှာပေါ့နော်အဲအားပေးဖြစ်ပါတယ်ဘာလို့လဲဆိုတော့သမီးငယ်လေးကရုံးတီလုံကို သဘောကျတယ်ဆိုတော့အဲသူဝတ်ထားတဲ့ဟာလေးကိုလည်းအဓိကကတော့30ဆိုင်ဖွင့်ပွဲမှာပေါ့နော်အမတ်တရားနေလေးနဲ့အားပေးပြတာပါရှင်မြန်မာတက္ကသိုလ်1389ခုနှစ်ဒဇောင်းဘုံကားပြီးကျော်12ရက်တနင်္ဂနွေနေ့ကောင်းမြတ်သောမင်္ဂလာအချိန်အခါဖြစ်ပါသောကြောင့်ယခုချိန်မှစတင်ပြီးဒေါ်လေးသမီး

အောင်မြင်ကျိုးချက်ပါစေကြောင်းဆုမွန်ကောင်းထောက်အပ်ပါတယ်ဆီရောဒါဟိုအန်တီမြင်းမြင့်တွေကကြတော့ဒါနှစ်30ပေါ့နော်တီးရွှေစင်မှာမန္တလေးမှာနာမည်တစ်လုံးနဲ့ရက်တိလာတဲ့ရွှေဆိုင်ကြီးဖြစ်ပါတယ်အဲအခုလိုမျိုးတက်ရောက်ခွင့်ရတဲ့လည်းအယံဝတ်တာပါပဲ ဥဆောင်လေးရတော့ဒီမန္တလေးကနိုင်ငံကျော်ဒီဇိုင်နာပတ်ပန်းအစီအစဉ်ပေးရပါစတိုင်လင်းကအစအကုန်လုံးပေါ့နော်ခုဆိုလည်းဒီစတုံးကဒီဇိုင်နာလေးတွေရောဒီဥမဲ့ရတနာတွေပါဒီစီရဲလားပတ်ပန်းစင်တာပါဟုတ်ဆီကတော့ရန်ကုန်ကဒီဇိုင်နာအုတ်ကာနေပြီးတော့စီစဉ်ပေးထားတာပေါ့နော်အဲဒီအခုဆီရဝတ်တဲ့ပစ္စည်းလေးဆိုလဲအန်တီရောအစ်စ်ထုတ်ထားပေးရပါတော့အရင်လာရင်လက်ကလေးဆိုလဲအရင်လာဟုတ် ူချင်းတဲ့ပုံစံလေးတွေပြောတယ်ပေါ့နော်ဒီလဝိရံနဲ့ဟောတော့စင်မဲ့လဝိရံနဲ့လိုက်ခတ်တဲ့ဘဝစားတွေဒီဇိုင်းတွေပေါ့နော်အပိုင်ရပဲစီစဉ်တော့မင်းရပါတယ်ဒါတော့ဒီစီစဉ်တဲ့လဝိရံနဲ့ဒီမှာတော့ဘဝရင်းနေရမယ်ဒီဇိုင်းလေးကအစ်စ်အစ်စ်ခတ်ထားတဲ့ဒီဇိုင်းလေးဝရမယ်နော်ဒီအစင်းလေးနဲ့မြန်မာဆန်ရကြတော့ဒီဘောလုံးဆွဲကြိုးလေးတွေဘောလုံးငကက်လေးတွေပဲဖြစ်သွားတာเนาะ ကိုရေခုနကပဲလေးရတော့စီးရဲ့နေရာလေးနဲ့လိုက်ဆက်လေးပေါ့ဟုတ်ပဲလေးအဲ့လို mix တော့နည်းနည်းဖြစ်သွား mix and match ပါဒါမဲ့ဒီဝတ်စုံလေးနဲ့စီးတင်တာလေဒီဘောလုံးဆက်ကျုံးနဲ့အရန်လာပဲအဲ့လိုဝင်လာအချိန်မှာနေနေရတော့เนาะအဲ့အရန်လာ တည့်ချင်းနဲ့တတိယတွေရောပေါ့နော်ဒါကတော့အမှန်တမ်းပြရှင်ကျိုးကျိုးကိုစုံလုံးမှာထွက်လိုက်တာပဲကြီးကတရားပေါ်ပါရယ်တပတ်ကလေးရယ်ထိုက်တဲ့အေးရယ်ကြီးကရွှေအသားပေးပေါ့နော်ရွှေနဲ့ဒီလိုစားရဲ့ဘရက်တွေအိတ်တွေအဲဒီလက်ကပ်တွေစောင်းလိုက်ပေါ့ဒီတော့သဘောကျပါတယ်ဒါကမှဒီလိုစုံဖို့ပြီးတော့ဆဲလဲဆဲနဲ့ဝစားလေးနဲ့လိုက်ခဲ့တယ်ပေါ့နော်ဟိုတိုင်းရင်သမီးတီတီရွှေတွေရှင်ရှင်နာလေးဆိုပြီးတော့ အန်တီတို့က1995ခုနှစ်မှာစပြီးတော့ဖွင့်ခဲ့တာဖြစ်ပါတယ်။အဲအန်တီကတော့ခံစားချက်ကတော့ပြောမပြနိုင်အောင်ဝမ်းသာပါတယ်။ဘာလို့ဆိုတော့ဒီနှစ်30အတွင်းမှာအန်တီတို့ဒီလိုပေါ့ကိုယ့်ယုံကြည်လို့ပေါ့အားပေးကြတာပေါ့နော်ကိုယ့်ရဲ့ရွှေရည်သွေးနဲ့လက်ရည်ကိုကြိုက်လို့အားပေးကြတဲ့မိတ်ဆွေတွေကလည်းအများကြီးပဲနှစ်ပေါင်း30အတွင်းမှာဒီလိုဝယ်ယူအားပေးလို့လည်းအန်တီတို့အနေနဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဒါဟုတ်တော့မယ်ဆိုစာတင်ကျောင်းတွေတို့ဟောဖုန်ကြီးကျောင်းတွေဟိုလိုမျိုးပေါ့နော်အဲ့လို လိုအပ်တဲ့နေရာမှာလူရန်းနေရာတွေလည်းအများကြီးပဲဟိုမစွန့်ရင်တိုက်တဲ့တော့ဘာလို့မှဆိုရင်အန်ဒီရ90အကြောင်းလေးကဆောက်ပြီးခဲ့ပြီပေါ့နော်အဲ့ဒါတွေကလည်းအထောင်းနဲ့မှအဲအခုထောက်ဘာပေါ့2019မှာဆောက်ပြီးရစွန့်ရင်တိုက်တဲ့မှာ90အကြောင်းအခုအဲ့အကြောင်းကြီးကလည်းငလီလုံးတဲ့တဲ့ပါမသွားတော့အန်ဒီကအရန်ပျော်တယ်ပြီးတော့မန်လေးတီကူကဘုရားတက္ကသိုလ်မှာစကိုင်းတီကူကဘုရားတက္ကသိုလ်မှာအုံးတဲ့အကြောင်းဆောင်တစ်ခုလည်းအန်ဒီကပူထားတာ2000 အဲ73လောက်ကပေါ့နော်အဲမစိုးရင်မြို့ကျောင်းတိုင်းမှာလည်းတစ်ထက်ကျောင်းဆောင်နေအဲ့လိုကျောင်းနေရတော့အများကြီးပဲအဲ့လိုလူဖြစ်ခဲ့တယ်။ဒါတွေရတယ်ကိုယ့်ကိုချစ်လို့ယုံကြည်လို့ကိုယ့်ရဲ့ဆံရဲ့ရွှေရည်အတွင်းကိုနှစ်သက်လို့အားပေးကြတယ်။အဲကိုယ့်ရဲ့မိတ်ဆွေတွေအလူဝါပေါ့နော်အလူပဲဖြစ်ပါတယ်။အဲသူတို့ဒီလိုဝယ်ယူအားပေးလို့လည်းအဲ့ဒီတော့ကလူနိုင်တာလည်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒီလိုအရေးကိုပီတိဖြစ်တယ်ပေါ့နော်ဒီလို ပြည့်30ပြည့်သွားတော့လေအဒီဘယ်လိုပြောမပြတာဝမ်းသာပါဘူးအော်အဓိကဟိုရှေ့အော်ရှေ့ပတ်စံကြီးရော Dior 8ကလေးပုံစံမျိုးလေးလောက်ထားဆိုလဲအရန်ဓာတ်ပွေးရစီပြလိုက်မယ်အဒီရလေးပေါ့နော်ဒါလေးဆိုရင်ပေါ့ပေါ့ပေါ့ပါလေးနဲ့ပေါ့မရှိဘူးငါပြည့်ထည့်လို့ရပေါ့ပေါ့ပါပါလေးနဲ့ပေါ့အဲ့လိုမျိုးကြိုက်လို့ရလားမရှိထည့်လို့ရလားမရှိထည့်လို့ရကြည့်နေအေးပါအေးနော် ဒါလည်းတတိလေးပဲတိုက်တယ်တတိလေးပဲတိုက်တယ်တတိလေးပဲတိုက်တယ်ဒီလိုမျိုးလေးတွေအားပေးပါအောင်လို့လုံးရင်သာတော့ခွေးရအမှန်တမ်းပြောလို့ဆိုတော့ရွှေဆိုတော့ရွှေကြီးပဲလို့အများကြီးဝတ်တာကြိုက်တယ်လုံးရင်သာဆိုရင်တော့ခက်တစ်ခုကောင်းလေးပဲတကက်ဆိုတော့တကက်ကြီးလေးတစ်ခုဆောကျဆိုတော့ဆောကျကြီးလေးတစ်ခုလက်ဆောအခုကြီးကြီးလေးဝယ်ရတာတော့ကြိုက် personally ကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီလိုပွဲတက်နေပါရင်ကြာတော့လေဒီပွဲတက်ဆိုရင်တင့်တယ်ရအောင်ဒီလိုဆက်လိုက်ဝတ်တာတော့ ကောင်းတယ်။ဝိဉ္ဇဉ်လည်းလိုချင်ချင်းလေးဟုတ်တယ်။ဝိဉ္ဇဉ်လည်းအပြည့်အဲ့လိုမျိုးကြိုက်တယ်ဟုတ်တယ်။လာလေလာ။ဆွေရကြတော့ nugget crazy nugget အကြီးကြီးတွေကြိုက်တယ်။အဲ့လိုဆွေချိုးသိမကြိုက်ဘူး။ nugget နဲ့လက်စွပ်စင်တွေဆိုလို့ကြိုက်တယ်။ကြိုက်ပါလေမင်းကလေးဆိုရင်မေးစွေရရခုရှိဝယ်အားပေးတယ်ဟိုဒီပတ်ဆိုင်လေးကိုတကယ်ချိုးရှိတဲ့နေရာတွေမှာတုံးပြရပါမစားတင်လိုက်ကြည့်ရပေါ့ငရဲဆိုလို့ဒီလိုစားတင်လိုက်ကစားတင်သားတွေကိုပြည့်စုံလှူရတာလေးအဲ့ဒီတော့တကယ်ပီတိဖြစ်တယ် အမစိုးရင်တက်တဲ့ဆိုတန်ခါပါတောင်ဝင်းကျင်လောက်ရှိရင်လေဒီလိုစားသေးတဲ့ကြီးမှဆိုလူမှုဆိုခဲရင်လေအုံးတော်မလူနိုင်ဘူးရဲ့အဲကြောင့်မအန်ဒီတို့ကဒီလိုမျိုးရင်လူပြေလူနိုင်အောင်ပေါ့ကိုရှိကိုဝဲတဲ့မိတ်ဆွေတွေလေမြင်တဲ့ရင်းနေရနေပြီးတော့ဒူးတော်ချင်းဒူးတယောက်ချင်းစီတိုင်းကိုခြေစူးတင်နေကြောင်းလေပြောချင်ပါတယ်။ဟောကက်စတမာတွေကအန်ဒီတို့ကအမြဲတမ်းလေကိုရှိဝဲစားပေးတဲ့သူတယောက်ချင်းချင်းအူတယောက်ချစ်စီတိုင်းကိုချစ်လဲချစ်ခင်ပါလေအန်ဒီတို့အမြဲတမ်းလေဘလို့ပေါ်ရင်ထဲမှာလေ အဲ့ဒီလိုဘလို့ခေါ်မကျေးဇူးတွေအများကြီးကင်းနေပါတယ်ပေါ့နော်ကို့ကိုဒီလိုခုချိန်ဒီဒီလိုရက်တည်နိုင်အောင်ပေါ့အမန်လေးမျိုးကြီးမှအဒီလိုနှစ်ပေါင်း30တန်းဒီလိုခိုင်ခိုင်မာမာနဲ့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်အောင်ရက်တည်နိုင်အောင်လူနိုင်တန်းနိုင်အောင်လို့အားပေးတဲ့မိတ်ဆွေတူတယောက်ချင်းစီတိုင်းကိုအဒီလိုမသိရင်သမီးတီတီရွှေစီမိသားစုကနေပြီးတော့သူပဲကျေးဇူးတင်ပါတယ်ရင်းနေရတကယ်ကိုဟိုပါပေါ့နော်ကျေးဇူးတူတယောက်ချင်းစီကိုတင်တဲ့အကြောင်းကိုအပြပြောပေးချင်ပါတယ် ပြီအနာဂတ်ကိုတည်ဆောက်တဲ့အခါတော်တရဲ့သမီးပြည်ရင်းရွှေစင်ရတနာဆိုင်ကြီးကိုလမ်းကမှာထောင်ကိုရကိုစဲငါတဲ့ကဆာကေရာအဲပြည်ရင်းရွှေစင်ကိုအားပေးလာဆိုလို့ရှိရင်ဆယ်နှစ်ကျော်တိုင်ခဲ့ပါပြီရှင့်အဲဒီမှာလည်းအမြဲတမ်းဝယ်ယူဖြစ်ပါတယ်ရှင့်အဲဒါအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဝတ်ထားတဲ့ ဒီအားလေးတွေဆိုလို့ရှိရင်လည်းတိတိကျကျဆရာအပေးထားတာပါဒီဆက်တော့လည်းဆိုရင်လည်းဒီဆက်ကြလေးပေါ့နော်တအားလာတယ်။ဒါဆိုရင်လည်းတိတိရွှေစင်ရမယ်။အားပေးထားတာပါရှင်။အဲဒီလိုမျိုးပတ်စံအိတ်တွေဆိုရင်ဒါတိတိရွှေစင်ရမယ်။ကျမတို့အနေနဲ့ဝယ်ယူအားပေးပါလေရှင်။အဲဟုတ်တယ်ရွှေရည်သွေးရလည်းအနေနဲ့ပေါ့နော်။ဟိုရွှေရည်သွေးလည်းကောင်းတယ်။နောက်ကြတော့မမွန်ရွယ်တို့ကလည်းလေဟိုစိတ်ထားတွေလည်းကောင်းတယ်။ ဟိုတိတိရွှေရဲ့စောင်းမုံတိုက်ပါနော်ဝယ်ယူအားလုံးကိုပေါ့နော်ပျော်ရှင်စေချင်တာတိတိရွှေစင်မာဆိုတဲ့အတိုင်းပဲဝယ်တဲ့လူတွေအားလုံးကိုလေသူတို့ကဟိုပျော်ရွှင်စေချင်တာမကပေါ့နော်သူတို့ရှိမှဝယ်ရတာစိတ်လဲချမ်းသာတယ်အဲ့လိုပေါ့နော်ပျော်လဲပျော်ရှင်ရပါတယ်လို့ဟာဟုတ်တယ်ရုံးနေလင်မို့ရဲ့ဟိုဆွဲထားတဲ့ဆွဲကျိုးလေးရဲ့အဲငကယ်လေးရဲ့အခုဒီပွဲမှာပေါ့နော်အဲအားပေးဖြစ်ပါတယ် ဘာလို့လဲဆိုတော့သမီးကလေးကရုံးတီလုံကိုသဘောကျတယ်ဆိုတော့အဲသူ့ဝတ်ထားတဲ့ဟာလေးကိုလည်းဟောတော့ဒီမြေ30ပြည့်ဒီကတော့တက်30ဆိုင်ပွင့်ပွဲမှာပေါ့နော်အမတ်တရနေလေးနဲ့အားပေးပြတာပါရှင်တိရွှေစင်စိတ်ရွှေရဲ့နနာဆိုင်ကနှစ်30ပြည့်ရနေစီပြီးတော့နှစ်တရာအတိုင်းဆိုင်ခွဲပေါင်းများစွာအားလုံးကဆိုင်ခွဲ1 2 3 4ဆိုင်ရှိပါတယ်ရှင်၄ဆိုင်လုံးအားလုံးကနှစ်30ရနေစပြီးတော့ နှစ်တရာတိုင်းကြီးပွားအတွက်တဲ့အောင်မြင်ပါစေလို့ဆန္ဒပြုပါတယ်ရှင်။အနေတို့အဓိကတော့ဒီတော့ရွှေရည်သွေးကိုအဓိကကောင်းတာပေါ့။ရွှေရည်သွေးဘက်မှာအနေတို့အာမခံရပြင်းနေရောင်းမယ်။မရွှေရင်းကအရင်မီဆိုရင်လည်းရွှေရင်းကအရင်မီ90%ပေါ့။အခုဆိုလည်းခင်မီရဲ့စက်ကရီယာတွေပေါ်နေပြီ။အဲ့လိုစက်တွေပေါ်လာတဲ့ခါကျပို့ပြီးတော့လူတွေကပို့ပြီးတော့သူတို့သဘောပေါက်တယ်။ဟိုရွှေဆိုတာမျိုးကဝစ်ကြည့်လိုက်ရင်သိပြီလေ။ရွှေရည်သွေးဆိုတာဝစ်လိုက်တဲ့ခါကျကြာသွားရင်ရွှေရည်သွေးကအမြင်နဲ့မပြောင်းလဲဘူးကောင်းနေတယ်။ အဲ့ဒါနာမည်ကပို့ပို့ရပြီးတော့ကြတော့ဟို15ဘီဆိုတော့15ဘီအန်ဒီရောအပြည့်ဝပေါင်းဆက်ပဲဆက်အဲ့လိုမျိုးဆိုတော့လူတွေကအန်ဒီရောရွှေဝိပီရွှေရောင်းမပြောင်းဘူးရွှေရည်သေးကောင်းတယ်ဆိုပြီးတော့ဒီရွှေရည်သေးကိုတော့အဓိကထားရမယ်ပြီးတော့ကြတော့အန်ဒီရောဒီမှာကြတော့ဟိုမမျိုးစေးရဲ့ထုံးစံမဒါခိုင်လုံးရောင်းတာပေါ့ဒါခိုင်လုံးဆိုတော့အမခုနှစ်ရာခိုင်လုံးဆိုအခုဆိုရင်အဲဘယ်ချိန်မှပြန်ရောင်းရအောင်ပေါ့7%ပဲရှုံးပါ ်တသိန်းဆို9000ပဲရှုံးမှာဘာဖြစ်နေသူ900နဲ့အာသာချက်ကပစ္စည်းပြန်လဲမယ်ဆိုရင်ရိုးရဲတစ်ခါအတင်ပေးပြန်မယ်ဘယ်ပစ္စည်းကိုပဲလဲလဲပြန်မဲလဲလဲဘယ်နှစ်နည်းနေမှလဲလဲဘာဒီပစ္စည်းရဲ့ရိုးရဲတစ်ခါမရှုံးဘူးအဲ့ကကြတော့ငွေစုတဲ့လူကအဆင်ပြေပြီးတော့ကြတော့ရွှေရင်လဲကောင်းတဲ့ခါကျတော့စိတ်ချမ်းသာတော့အန်တီတို့ဘယ်သူတွေကအဓိကကတော့ရွှေသေးကောင်းမှုပြီးတော့အဆုံးသက်သာလို့အယူအားပေးကြတာဖြစ်ပါတယ် ။ပြည့်စင်အန်ဒီအနေနဲ့ဆိုရင်တော့အန်ဒီက third generation ပေါ့။အန်ဒီရဲ့မိဘအဖေရဲ့အဖေရဲ့ဖေဘက်ကအဖိုးဘွားမိဘက်ကအဖိုးဘွားတွေအကုန်လုံးရွှေကုန်းတွေတွေပဲ။အန်ဒီတို့မျိုးတွေလည်းအကုန်လုံးရွှေတိုင်းတွေရွှေရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တာပေါ့နော်။ရွှေမျိုးတွေပေါ့ပြောမယ်ဆိုရင်။အဓိကဟိုဘာလို့ဆိုတော့ကိုယ့်ရဲ့ဒါဒီဥပလာလုပ်ငန်းပေါ့။အဲ့ကကြတော့အန်တီတို့အန်တီနေနေကတော့ third generation ပေါ့အန်တီတို့အခုဒီအရှိပေါ့နော် ဒါတွေလက်ထက်ကျရင်တော့အားလည်းပို့ပို့ပြီးတော့သူတို့လည်းပို့ကောင်းအောင်ပို့ပြီးတွတ်တက်အောင်ပို့ကျိုးသားမယ်လို့တော့အားလေးကပြောပါတယ်။ရောင်းလေးကကြတော့အန်တီတို့ကတကယ်လို့ပေါ့နည်းနည်းမျိုးရောင်းလာပေါ့။ရာဂိုင်းလုံးနဲ့ဝယ်မယ်ဆိုရင်တော့7%ရှုံးမှာ။အလဲရင်လုံးဝမရှုံး0%ပြန်လဲမှကြဘလောက်ပဲဘာနဲ့ပဲလင်းလင်းမနေမနာဘလောက်ကြာမှလင်းလင်းကြလုံးဝမရှုံး။ပစ္စည်းပြန်တော့လက်ခတော့နည်းနည်းပါးပါးပေးရ။အဲတသေးကြသေးပေါ့နောက်ပေါက်စင်းနဲ့ရောင်းဝယ်လုံးမယ်ဆိုရင်တော့ သူကပေါင်သေးမှကြတော့ဘလို့ရှိလဲဆိုတော့အခုလက်ရှိပေါင်သေးတဲ့ဟိုမှာခေါင်းသေးဝယ်ပြီးတော့သူခွာတဲ့နှုံးလေးတော့ရှိအဲ့တော့လက်ရှိပေါင်သေးနေဝယ်တဲ့နှစ်30ပွဲအပြည့်3ရက်ကျင်းပပေးမှဖြစ်ပါငယ်တဲ့တော့အပြည့်နှစ်30ပြည့်ရ16ရက်နေ့မှာပြင်အနည်းချင်းမှအဲ့ဖိတ်စာလေးအောင်ရှိသေးတယ်အတီတို့1995ခုနှစ်ကဆိုင်ခွင့်နဲ့ဖိတ်စာလေးရှိခဏနေကြအဲ့ဖိတ်စာလေးကိုပြပေးမယ်အိပ်ပိစာလေးရှိတယ်အိပ်ပိစာလေးလေအဲ့ဒါ16 17လ 1995နှစ်ပြည့်နေ16ရက်နေဆိုရင်နှစ်30ပြည့်အောင်နှစ်တင်လဲနှစ်တိုင်းတော့အလျာပွဲတွေဟိုလိုပေါ့ကိုယ့်ရဲ့ customer ကိုအနှစ်တခါတော့လောကမိတ်ဆုံစားပွဲလေးပြုလုပ်ပေးတာပေါ့နော်အဲကိုရှင်မမြင်တဲ့အားပေးတဲ့မိတ်ဆွေတွေကိုသူတို့ပြီးတော့ဆိုင်ရဝန်ထမ်းတွေရောသူတို့ပြောရွှေ့အောင်ပေါ့သူတို့တွေလည်းတည်တံ့ပေါ့ဆိုင်ရကိုယ့်ရဲ့ customer ကြီးတွေကြောင့်လေသူတို့တွေကိုအိတ်ဆုံစားပွဲတွေနှစ်တိုင်းပြုလုပ်ပေးနေတယ်အဲ့ဒါဆိုနှစ်ပေါင်းတော့တော်တော်ကြာပြီ ဟိုကောင်တာကတော့လူတွေနဲ့ပြင်းနေတော့တိတ်မမြင်ရဘူးပေါ့နော်မှာလေသီးစီစီမလာပြည့်အဒီလွေတကယ်ချင်းချင်းနေဆိုရင်လည်းအကုန်လုံးတော့ဝတ်ထားပစိုက်တွေလည်းရမ်းအရမ်းလိုက်ဒီအပစိုက်တွေပဲတဲ့အကုန်ဒီအပပစ္စည်းတွေအော်ဘိုင်းရမ်းလိုက်ပြီးတော့ဒီဟာလေးလည်းဝယ်သွားပြီဟုတ်ကဲ့ကလေးဝယ်လားဝယ်သွားပြီလားအဲ့လိုကြားဟုတ်ကဲ့ခွေးဟိုဟာလေးဆိုလည်းဝယ်သွားပြီဒီနေ့စိတ်တိတ်တိတ်တို့ရောင်းရတာစိတ်တိတ်တို့ရောင်းရပါတယ်ဟုတ်ကဲ့လေး ီးရွှေစင်ဆိတ်ရွှေနာဆိုင်ကြီးနှစ်သုံးဆက်ပြနေပြီးတော့အဲဒီရွက်သားပေါ့နော်သားကနေပြီးတော့ဆွေကင်းမျိုးဆက်ခက်ဆက်ဆက်အမေမှုတွေကိုသူသိနိုင်ပါစေရွှေဝယ်ပြုတဲ့သူတွေလည်းရွှေတွေတို့ဖားပြီးတော့ပို့ပြီးတော့ချမ်းသာဘက်မှချမ်းသာကြပါစေတောင်းပေးပါတယ်ဟုတ်ကဲ့ဆွေရွှေစင်ဆိတ်ရွှေနာဆိုင်ကတော့အမေတို့ကပါတယ်ပြီးတော့ဒီကိစ္စကလည်း ဆိုင်ကြီးဒီထက်မကအောင်မြင်ပြီးတော့ဒီလိုပဲကြိတ်ကြိတ်တို့လည်းအားပေးကြပါစေစတောက်ပေးပါရှင်။ဟိုအန်တီတို့စာပွင့်တဲ့ဆိုင်မက်တက်ပေါ့နော်။ဆိုင်တက်ကတော့သူပညာရှင်တွေရာလေအခုအန်တီတို့ရေရနာလေးတို့ပေါ့နော်။ပို့ပြီးတော့ပေါ်လွင်အောင်ပေါ့။သူတို့လေးတွေဝစ်ပြတဲ့ခါကျတော့အန်တီတို့ရေရနာလေးတွေကအားလုံးလည်းသိသွားပြီးဒီဇိုင်းလေးရာတွေကလည်းအရင်ပေါ်လွင်တဲ့အတွက်သူတို့အရင်လည်းကျေးဇူးတင်နေအန်တီကတယောက်ချင်းစီပေါ့နော်။အခုခွေးတို့ရိုးရိမ်မိုးတို့ကင်ဝင်းဝါတို့ပြောကြတော့အဲဒီဆွေတို့လည်း သူတို့ဝင်လိုက်တဲ့ခါကျအဲ့ဒီဒီဇိုင်းတွေပေါ်လာသွားတာမို့အဲ့ခါကျအဲ့ဒီဆိုင်ပို့ပြီးတော့ရောင်းရောင်းကောင်းပါမို့နော်အခုကိုအဲဘယ်သူဝတ်တဲ့ဒီဇိုင်းလေးကိုလိုချင်လို့ဆိုပြီးတော့ဝယ်သွားတဲ့လူအများကြီးပဲဟိုတခါလေးပေါ့နော်အခုလည်းဟိုဒီနေ့လည်းတခါလေးဝယ်တယ်အားရကြရင်လည်းသူတို့စင်ရင်သက်တော့ဒီနေ့လူရှုပ်လို့အဲအဲ့လိုအဲ့ဆွေတွေလည်းအများကြီးပဲအဲ့ကြောင့်မို့လူပညာရှင်တွေလည်းထူးကျေးဇူးတင်ပါတယ်ပြီးတော့ကျတော့အန်တီဆိုင်မှာအားရအားပေးတဲ့မိတ်ဆွေတွေ တော့အခုလိုမျိုးမီဒီယာဖွဲ့တွေတို့ပွဲစီစဉ်ပေးတဲ့ကိုရဲရင်ကိုရဲရင်တို့လည်းအများကြီးကျေးဇူးတင်နေအခုလိုပေါ့ပွဲယူအောင်မြင်နေဖြစ်အောင်ဘက်ဘက်ကနေပြီးတော့ဘိုင်းဝန်ကူညီပေးတဲ့ဒီအောင်ချင်းစီတိုင်းကိုအန်ဒီယာအများကြီးကျေးဇူးတင်နေကြအောင်ပြောကြရမှာရဲ့